စောချစ်သူချမ်းသာကြွယ်ဝမှုကပြီးမှခင်ဗျတောင်းတသေးတယောက်လောက်ကိုလက်ဖြတ်တောက်ချလိုက်ရတယ်စောချစ်သူချမ်းသာချမ်းသာကြွယ်ဝမှုကပြီးမှတောင်းတောင်ချမ်းသာတဲ့တသေးလောက်ကိုတောက်ချလိုက်လို့ရတယ်ညောကြီးမှာ top 10လို့ပြောတဲ့တသေးရဲ့တသေးတွေဘောင်တွေကိုစင်းနေကိုစင်းတရားကစောချစ်သူပိုင်ဆိုင်မှုတကယ်စစ်ခွင့်ရရင်အဲ့ဒီ top 10တသေးတွေကိုတော့တယောက်ကဆင်းပေးရလိမ့်မယ်အဲ့လောက်တွေစောချစ်သူချမ်းသာတယ်သူပိုင်ဆိုင်မှုကခင်ဗျမချစ်မဆန်ချမ်းသာတယ်ဘာလို့လဲကျွန်တော်အဲ့လိုပြောလဲကျွန်တော်ပြောနေခင်ဗျပြီးခဲ့တဲ့တလောကကြားဖြတ်နေဖမ်းတော့တော့စောချစ်သူကတရက်ကိုဘဏ္ဍာတန်းလောက်ကုန်ခံပြီးထမင်းကျွေးထားတယ်ဆိုတော့နေစဉ်းစားကြည့်တာခင်ဗျ အဲ့တော့ပတိယကိုဘန်တန်းလောက်အကုန်ခံပြီးတော့ထမင်းကျွေးထားနိုင်တယ်ဆိုကြတဲ့ကခင်ဗျအဲ့ဒီချမ်းသာကြွားမှုကစဉ်းစားကြည့်တယ်ခင်ဗျတို့တည့်ရဘန်တန်းဘလောက်လောက်ဆိုတော့တလဲဘန်တန်းတက်လာတယ်မဟုတ်ဘူးအဲ့ဒါသုံးလလောက်ဒီကဘရိုက်ဇရိုက်ကျွေးတော့လားသုံးလဆိုကိုရက်ရက်ပေါင်းဟို90ခဏစဉ်းစားကြည့်ဘဏ္ဍတည့်ရဘဏ္ဍတန်းဘလောက်လို့100ဆိုရဘတ်တန်း20ပြီးလည်းပြောဟိုရက်တရဆိုရင်ဘတ်တန်း2000ဘတ်တန်း200အဲရတယ်တွက်ကြည့်ရင်ဘတ်တန်း200 sorry ခဏစဉ်းစားကြည့်ရက်တရလောက်သူကျွေးတော့တာဘတ်တန်း200နည်းသလားအိပ်ပစံ အဲချမ်းသာကြွယ်အောင်ကိုပြောတာပြောချင်တာနမူငါပြောတာဒါထမင်းကျူးတာလေးတခုပဲကြီးကျန်တာဘာမှမပါသေးဘူးအဲ့တော့ဆော့ချစ်သူမချမ်းသာလားဆိုတော့ချမ်းသာတာပေါ့ပတ်ဆိုချမ်းသာတယ်အဲ့တော့ဦးမေအောင်လိုင်းတို့ဒီနတ်ဆက်ကအစိုးရကဘလက်လစ်ရောမကလို့ပဲပြာပါချပြပြသူခေါင်းလည်းမချေဘူးခေါင်းလည်းမချေသူအစ်စေးပဲခင်းလေးပဲအဲ့ပြီးတော့သူကိုယ်တိုင်ကပင်ရင်သူ့ရဲ့ငွေတွေကိုကျွန်တော်တို့ပြည်တော်စုထဲမှာပြန်ပြီးအတုံးချခံပေးတာမျိုးအလကားပေးတာမဟုတ်ဘူးနော်သူ့ငွေတွေကမြန်မာကျပ်ငွေဖြစ်နေအသွင်ပြောင်းဖို့ပြောတာ ပြန်နေနိုင်တဲ့နိုင်ငံရန်ကုန်လို့မင်းကပါလေစက်ကောင်စီကိုအကုန်ပေးထိုင်တယ်လို့မဟုတ်ဘူးအဲ့ဒါအကုန်လုံးကနိုင်ငံရန်ကုန်ဖြစ်နေဝင်လာရင်ဒီဘက်ကကြက်ငွေဖြစ်နေဘဏ်မှာပြန်ထုတ်လို့ရတယ်သို့တော့ခေတ်ကာလပေါက်စီးနေနေကွာဝါတာရှိမယ်ဒါကတော့ခင်ဗျားနှစ်နာခံသိရင်ခံရမှာပဲတိုင်းပြည်တို့လိုရလာရင်ခံသိရင်ခံမှာပဲတိုင်းပြည်တို့နှစ်နာခံသိခံရတယ်ကျွန်တော်တို့လည်းမီဒီယာသမားတောင်နေတိုင်းပြည်တို့နှစ်နာခံပြောနေရတာပဲတိုင်းပြည်တို့နှစ်နာခံပြောနေရတာပဲကျွန်တော်မီဒီယာသမားတောင်နေစဉ်းစားကြည့်အမှန်ပဲဖြတ်မဲ့ချားတဲ့ပြောတာပဲခင်ဗျားတို့လာစီကြည့်ပေးမပေးမပေးနဲ့အလကားကြည့်လေကျွန်တော်ဘာမှမပြောဘူးပြောနေရတာပဲ ောကျင်တော့ရှင်းရှင်းလေးမကြည့်ကျင်လည်းမကြည့်ပဲကြော်သွားလဲကျွန်တော်ခံရတာပဲမကြည့်ဘူးကွာဘာဖြစ်လဲဆဲသွားလဲကျွန်တော်ခံရတာပဲကျွန်တော်တို့နေ့လာခံပြောနေရတာပဲတော့တိုင်းပြည်ကလိုအပ်လာရင်လူကျွန်တော်တို့နိုင်ငံသားအားလုံးကနေ့လာခံပြီးခြင်းနဲ့စိတ်တက်လေးရှိဖို့လိုတယ်စူးစီးညီညွတ်တဲ့စိတ်တက်လေးရှိဖို့လိုတာအခုကုံတောင်းနိုင်ငံကျော်ကပတ်စံပြန်မသွင်းလာဘူးအဲ့ဒါတောင်းဆိုစီဆိုတာလက်ထက်မှာအဲ့ဒီတော့ရတဲ့ပတ်စံတွေကိုမသွင်းလာဘူးမသွင်းလာတဲ့အတွက်အခုနတ်ဆက်ကဆိုတဲ့ထက်မှာစစ်လိုက်တဲ့အခါကျတော့ပေါ်လာတာပြောက်လို့ဘယ်နေရာမှာယူပေါက်ရှင်ယူပေါက်လိုက်ရှာတာပေါ့ဗျတော့တွေ့ရတွေ့တော့မင်းတို့ပြောဆိုပြောတာအဲ့ဒါခဏပုတ်နေပြောရင်အဲ့ဒီ community အကုန်လုံးကိုတက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေက ဆက်သွယ်မေးမြန်းတယ်သို့မဟုတ်စောင့်ဆိုင်းပေးတယ်ဆိုတော့သိကြတယ်စောင့်ဆိုင်းပေးပြီးမှခင်ဗျာ၄နှစ်ကြာကြာမှထုတ်ပြန်ပြီး blacklist သွင်းတယ်ဆိုတာနာဆာကအစိုးရလွန်သလားအဲ့ဒီကောင်လွန်သလားဆိုတာစဉ်းစားလို့ရပြီအဲ့တော့စောချစ်သူပါဝင်ကုမ္ပဏီပေါင်း200နီးပါး198ခုလူပုဂ္ဂိုလ်ဆိုရင်900ကျော်တယ်လူပုဂ္ဂိုလ်900ကျော်တယ်အဲ့တော့အဲ့လူတွေကလုံး blacklist တယ်ကျွန်တော်ကပို့ရလဲပြောတာနိုင်ငံတော်အနေနဲ့ blacklist သွင်းတယ်ဆိုရင်အဲ့ဒီကုမ္ပဏီအဲ့လူပုဂ္ဂိုလ်တွေကအဲ့လူပုဂ္ဂိုလ်တွေအဲ့ blacklist သွင်းတာလည်းကြောက်မယ်မထင်နဲ့နိုင်ငံတော်ကအဲ့လူ blacklist သွင်းလို့သူတို့ကြောက်သွားမယ်မထင်နဲ့ပြီးတော့အဲ့လူတွေတယောက်ချင်းစီရဲ့နာမည်ကို ျွန်တော်တော့မသိဘူးအဲ့ဒီလူကနာမည်တွေကိုနာမည်နဲ့ပြောကျွန်တော်မတွဲမိဘူးကျွန်တော်တော့ကဲကျွန်တော်တို့ဂျန်လက်ကြောင့်မတွဲမိရင်တာမန်ပြည်သူကဘယ်လိုသိမလဲခင်ဗျာအဲ့ဒီလူတွေကနောက်တနေရာမှာနောက်နောက်တနေရာမှာသွားလှုပ်ရှားနေလဲနောက်ကုမ္ပဏီခွင့်လှုပ်ရှားနေလဲကျွန်တော်တို့မသိဘူးခင်ဗျားတို့အစိုးရပြောမယ်အားဟေးဒိုင်ကာမှာမှတ်ပုံတွေထဲမှာခင်ဗျာဒီပါတာပဲโอเคဘာမှမဖြစ်ဘူးကျွန်တော်ကျော်နုပဲထားပါတော့ကျွန်တော်ကျော်နုကဲအစိုးရ bless သွင်းခံရပြန်တာမရှိဘူးကျွန်တော် bless သွင်းခံကျွန်တော်ရဲ့ယုံကြည်စိတ်ချရတဲ့တပည့်တယောက်ကိုကျွန်တော်အေးမင်းကငါ့နဲ့ငါ့ကိုယ်စားမင်းကုမ္ပဏီဆောင်လို့မင်းဘလောက်ရတယ်လို့ share ယူတော့ထပ်လုံးမှာပဲ လုံးလို့ရတယ်အဲ့လူတွေအဲ့တော့ဒီကိစ္စ blacklist တောက်တယ်မလုံးတော့ဘူးဗျကျွန်တော်ပွန့်လဲပြောတော့ blacklist blacklist လောက်တယ်မလုံးတော့ဘူးအဲ့ဒီလူတွေက blacklist ကပြန်ပွန့်ကြတယ်ဆိုဒန်ဂျီဆောင်ပလိုက်ရှိသမျှပုံစံတွေကိုဒန်ဂျီကြီးကြီးမဆောင်ခိုင်းဆောင်ခိုင်းပလိုက်နိုင်ငံတော်ညနေနာရအောင်ကြီးကြီးမဆောင်ခိုင်းဆောင်ခိုင်းပြီးမှ blacklist ကိုဖြည့်သိမ်းတယ်အဲ့လိုမဟုတ်ဘူးဆိုရင်တို့အဲ့ဒီနိုင်ငံသားမှာရှိတဲ့ bank account ဖြစ်ဖြစ်ပြည်ထဲမှာရှိတဲ့ပိုင်ဆိုင်မှုတစ်ခုကိုတိတ်ကိုတိတ်ပြရမှာဘာလို့လဲဆိုတော့ဒါဟာနိုင်ငံတော်ကိုဒုက္ခပေးတာကိုခေါ်တယ်ကိုကိုကျိုးစည်းပွားအတွက်နိုင်ငံတော်ချနေတာ ဆိုတော့အဲ့အရာတွေကျွန်တော်တို့တော့လက်မခံပါဘူးအဲ့တော့ company တွေအနေနဲ့လည်းဒီ level system မှာပါတဲ့ company အနေနဲ့လည်းကိုကိုကိုသိကြပါကိုရောမှန်ရဲ့လားယူသားရဲ့လားမှန်ကန်ရဲ့လားစဉ်းစားဖို့လိုတယ်နိုင်ငံခြားငွေဆိုတာနိုင်ငံဒီနိုင်ငံမှာအများကြီးလိုရတယ်ဟုတ်လားဆေးဝါးဝယ်ဖို့အတွက်နိုင်ငံခြားငွေလိုတယ်ကျွန်တော်တို့နိုင်ငံထုတ်နိုင်တာရှိတယ်မထုတ်နိုင်တာရှိတယ်ထုတ်နိုင်တာရှိတယ်မထုတ်နိုင်တာရှိတယ်ကိုမထုတ်နိုင်တဲ့ပစ္စည်းကတမန်နိုင်ငံဝယ်သွင်းရမှာဝယ်သွင်းရတဲ့ခါနိုင်ငံခြားငွေလိုတယ်မြန်မာကျပ်ငွေအင်းသွားပေးလို့မရဘူးနိုင်ငံခြားငွေလိုတယ်ထိုင်းကဝယ်ရင်ထိုင်းငွေလိုတယ်နော် တခြားတခြားနိုင်ငံတကာတခြားနိုင်ငံတော့ဝင်ဒေါ်လာလိုတယ်အနည်းဆုံးဒေါ်လာတော်မသက်ဆိုင်ရနိုင်ငံထိုင်းထိုင်းကဘိုက်ငွေဘိုက်ရှိမယ်တရုတ်နဲ့သွားပြီးဆက်ဆံပြီးဘောဆိုရွမ်လိုမယ်နော်အိန္ဒိယဆက်ဆံပြီးယူရိုပီလိုမယ်ဒါတော့နှစ်နိုင်ငံကြားမှာငွေကြီးကိုတိုက်ရိုက်ဖလှယ်ထားတဲ့စနစ်မရှိဘူးဆိုရင်အဲ့မှာဘာဆက်ဖြစ်အောင်လဲဆိုတော့အဲ့လိုတိုက်ရိုက်ဖလှယ်ထားတဲ့စနစ်မရှိဘူးဆိုရင်အကြားကကြားကဒေါ်လာကိုသုံးရပြန်စင်ကာပူနဲ့သွားဆက်ဆံရင်စင်ကာပူဒေါ်လာလိုမယ်တုံးမဒေါ်လာလိုမယ်ဥရောပနဲ့သွားဆက်ဆံယူရိုယူရိုလိုမယ်ဒီလိုပဲသွားနေမှာအဲ့တော့ကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားဝင်လိုအပ်ချက်ကကျွန်တော်တို့ရှိမှာဒါကြောင့်ကျွန်တော်တို့နိုင်ငံပြည်ပပစ္စည်းတင်သွင်းရအဖွဲ့အစည်းတွေကလည်းနိုင်ငံခြားဝင်ကိုပြန်ပြီးပေးကြဖို့လိုတယ်ပြည်ပရောက်တဲ့မြန်မာတွေကလည်းဒီဒီကိစ္စမှာနားလည်ကြဖို့လိုတယ်ပြည်ပရောက်မှာအလို့သမားတွေပေါ့ဗျအလို့သမားတွေအဲ့ဒါကိုယ်နိုင်ငံကိုပတ်စံပြန်လွှဲကြဖို့လည်းလိုတယ်အဲ့ဒါလည်းလိုတယ်ဟုတ်ဆိုအဲ့ဒါနိုင်ငံတော်ကိုပြန်ကူညီတာအဲ့ဒါဦးမေအောင်လိုင်ကိုကူညီတာမဟုတ်နိုင်ငံတော်ကိုကူညီတာနိုင်ငံမှာရှိတဲ့ခင်ဗျားတို့ရဲ့အိမ်မှာကြံနေခဲ့တဲ့အမေတွေဖေးတွေဝယ်တောက်မဲ့ဆေးဝါးဝယ်စားမဲ့စီအဲ့ဒါတွေကိုကူညီတာပြန်စင်းစားဖို့လိုတယ်နော်ဝယ်စားမဲ့စီဘူးတဘူးကစားကူညီပေးတယ်လို့ခေါ်တယ်ဒါကြောင့်ကျွန်တော်တို့ တည်တည်ချာချာတောင်းဆိတ်အောင်တေချာစဉ်းစားပြီးပါစဉ်းစားကြည့်လိုက်လို့ရှင်ဦးမင်းအောင်လိုင်ကိုကူညီနေတာလားကိုယ့်နိုင်ငံမှာကြံနေခဲ့တဲ့ပြည်တွင်းမှာကြံနေတဲ့လူသား90ကျော်သောပြည်သူတွေရဲ့အသက်အိုးအိမ်စီးနေကိုကာကွယ်ပေးနေတာလားကူညီပေးနေတာလားဆိုတာကိုခွဲမြင်ကြဖို့ပဲအဲ့တော့နိုင်ငံသားငွေရှာနေကြတဲ့ပုံစံတွေနိုင်ငံသားငွေရကြတဲ့ပုံစံတွေနေနဲ့ဒါလေးဒါဒီကာလမှာတော့ခင်ဗျားတို့တတ်နိုင်သမျှနိုင်ငံတော်ချစ်ကြဖို့လိုတယ်ခင်ဗျားတို့ရတာရှုံးမရှုံးရှုံးသူကမရှုံးတာမရှုံးဘူးခင်ဗျာနိုင်ငံသားပစ္စည်းပို့ရတာရှုံးတဲ့လူမျိုးရှိနိုင်ငံသားပစ္စည်းပို့ရှုံးတဲ့တောင်မရှိဘူးကြဘူးတခါမှမရှုံး တေချာတာမရှုံးဒါပေမဲ့ဒီမဲ့ရောက်လာမြန်မာငွေဒီမှာဒေါ်လာနဲ့ကျပ်နေပြင်ပပေါက်ဈေးယူချိန်ပြီးကစားနေပြင်ပပေါက်ဈေးမှာဒေါ်လာကျပ်ပြင်ပပေါက်ဈေးမှာလဲပတ်နေတာတနေ့တာလဲပတ်တာဒေါ်လာ10000လောက်မပြည့်ပါဘူးဗျာခင်ဗျားတို့နိုင်ငံခြားကိုတွင်းနေတယ်တနေ့တနေ့ရတဲ့ပတ်စံနဲ့မှမနေတာအဲ့တော့အဲ့ဒါကိုတော့ပြန်ကာပါပြန်အောင်ပြန်လုပ်လိုက်လို့ရှိရင်ဒီပြင်ပပေါက်ဈေးလည်းပျောက်သွားမှာပဲဒါကြောင့်အစိုးရရဲ့စနစ်တကူပြောင်းသွားမှာအဲ့ဒါကြီးအများကြီးပဲပြောတော့အဲ့တော့ပြောရင်တော့ရှည်ကြီးရဲ့ဒါပေမဲ့ဒီနိုင်ငံခြားကိုပြန်မသွင်းတဲ့ကုမ္ပဏီပေါင်း200နီးပါးနဲ့လူပုဂ္ဂိုလ်900ကျော် blacklist လောက်ထားဖို့ကျွန်တော်ကတော့ဟိုဘာမှကန့်ကွက်စရာအကြောင်းမရှိဘူး မကောင်းလို့ပြောတဲ့အကြောင်းမရှိဘူးမကောင်းလို့ပြောတဲ့အကြောင်းမရှိဘူးအဲ့တော့တချို့ကုမ္ပဏီတွေအာငါတို့ကနမင်းပြန်သွင်းလိုက်ဒေါ်လာတိုင်းမှာငါထောင်ရှုံးတော့ငါပုံတဲ့အဲ့ဒါကြီးအကြောင်းတဲ့ချက်ကြီးစေနာမရှိတာတိုက်ရိုးစေနာမရှိတာလို့ကျွန်တော်ထည့်ပြောမယ်အဲ့အဲ့ကြရင်တို့ကကျွန်တော်ချက်ပြောမင်းပစံမဟုတ်လို့မင်းကပြောရတော့ဟာကျွန်တော်ခုနပြောပြီလေကျွန်တော်အသက်ပါပုံထားရတာဒီနိုင်ငံချစ်လာမင်းဒီနိုင်ငံချစ်လို့အသက်ပါပုံထားရတာစဉ်းစားကြည့်ဒီနိုင်ငံတည်ရေးအချင်းစီလို့အသက်ပါပုံအပ်ပြီးထားတာကျွန်တော်စင်စားကြည့်ခင်ဗျားတို့ပြန်စင်စားကြည့်ခင်ဗျားတို့အသက်တော်ပေါ်လာမှုဒီပိုင်ဆိုင်နဲ့ငွေကြီးတော်ရောခိုင်းတာပေးခိုင်းတာမဟုတ်သေးဘူး ကိုနိုင်ငံခြားရတယ်ကိုပစ္စည်းပို့တယ်ပစ္စည်းရတယ်ပစ္စည်းပို့လိုက်လို့ရတယ်ပတ်စံတွေကမြန်မာပြည်ကိုပြန်ပြီးစီးဝင်ခိုင်းတာစီးဝင်ခိုင်းတာအဲ့တော့ဘာတက်ကိုဘက်ကိုအကုံစနစ်နဲ့ပြန်ပြီးချိတ်လုတ်တယ်လို့ရှိရင်နှစ်ခါရအောင်မယ်နှစ်သီးစားရအောင်မယ်ဥပမာဆိုကြပါစို့73စီသွင်းတဲ့လူတွေကနိုင်ငံသား73စီသွင်းတဲ့လူတွေကဒီကနေပြပောက်ကိုပဲပို့တယ်ပြောင်းပို့တယ်နှမ်းပို့တယ်ကဲကဲစဉ်းစားကြည့်နှစ်သီးစားတော့နော်ဒီကနေပြီးတော့ပြပောက်ကိုပဲပို့လိုက်တယ်ဒေါ်လာတန်းပို့ပို့လိုက်တယ်အဲ့တန်းကိုဟုတ်ကဲ့73စီတန်းကိုပြန်သွင်းလာမယ်ဟာ ီကတသားပတ်စံတသားသူ့ပတ်စံတသားယူပြန်သွင်းလာတဲ့ခါမှာဒီစီမှာတသားမှာပတ်ပတ်ဆက်တစ်ခါမြက်တယ်။ဟိုက73စီမှာ sorry ဒီပြပပို့တဲ့ခါမှာတစ်ခါစားမြက်တယ်။ဒီမှာတစ်ခါမြက်နှစ်ခါမြက်တာ။အဲ့ဒါကိုလေသူတို့ကြည့်နေလို့ရှိရင်ကျွန်တော်တို့ရှုံးနေစင်မပြေဘူး။ဘာကြီးရဲ့တားလို့မရှင်ပြေဘူး။အဲ့လိုပဲလုပ်တာ။ဘယ်ကောင်းမှမြက်တယ်လို့မပြောဘူး။ဘယ်ကောင်းမြက်တယ်လို့မပြောဘူး။တိုက်တဲ့ကောင်ပြောဆန်ပို့တဲ့လူတွေသွားမေးကြည့်လိုက်မြက်တယ်လို့တော့မပြော။အာကျွန်တော်တို့ကပို့တော့ပို့တာ။အော်ခဲ့ခဲ့တာပို့လို့စင်ပြုံးမကညီးသွားလိမ့်မယ်။အကျွန်တော်တို့တနေ့ဒီနေ့ကတော့ဗျာကျွန်တော်တို့ဒေါ်လာ100000လောက်မြတ်သွားတယ်။ဒေါ်လာ300000လောက်မြတ်သွားတယ်။ ဘယ်ကောင်းမပြောအတန်တိတ်နေကိုမြတ်တော့ကျိတ်ပြီးဒီ market ထဲမှာရှုံးမဲ့ကိစ္စကိုကျွန်တော်အတန်လေးအတန်အဲ့ဒါကျွန်တော်တို့ကဗျာအဲ့ဒါကြီးကပြန်သေးလိုက်တွင်းလိုက်ဘလို့ဖြစ်တယ်ကျွန်တော်တို့အကြောင်းပြချက်မျိုးစုံပြီးတယ်ခင်ဗျာဆန်အသင်းပဲအသင်းပြောင်းအသင်းနဲ့ကြိုက်တဲ့အသင်းပြောခင်ဗျာဘယ်ကောင်းမအောင်ပြူအကုန်လုံးကခင်ဗျာကိုချိုးစည်းပွားကနံပါတ်1နိုင်ငံဆိုတာကရှင်းရှင်းလေးပြောရရှိရှိမရှိအရင်မကြည့်ငါတို့ကိုချိုးစည်းကနံပါတ်1ဆိုတာလူပုံကူတွေကတိုင်းပြည်မှာပုံများနေတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကခဏခဏပြောတာအဲ့ဒါမျိုးတွေက ပြည်ထောင်စုဝန်ကြီးတွေထဲမှာရှိတယ်ညွန်မှုညွန်ချုပ်တွေထဲမှာရှိတယ်အစိုးရအဖွဲ့တွေမှာတတ်မတော်တွေမှာလည်းရှိတယ်ခင်ဗျာရပ်ဖက်ဖွဲ့စည်းတွေမှာရှိတယ်နိုင်ငံရေးသမားတွေမှာလည်းရှိတယ်နိုင်ငံရေးသမားတွေဆိုလည်းပိုဆိုးတယ်အဲ့ကောင်ကြီးကလိကကြက်ကောင်ကြီးများတယ်နိုင်ငံရေးသမားတော်တော်များကလိကကြက်တွေများတယ်နိုင်ငံရေးသမားတော်တော်များအဲ့ဒါကြောင့်ကျွန်တော်ပို့နေစိတ်ဆင်တာမရှိတဲ့ကလိကကြက်များတယ်အဲ့ကြောင့်ကျွန်တော်ကဒါကြောင့်တယောက်မှတယောက်မှမလွတ်အောင်ကျွန်တော်ကစူးလဲလို့ရှောက်ပြောနေတယ်အကုန်ပတ်အကုန်ပြောနေရတာအမုန်းခံပြောနေရတာအဲ့တော့ကျွန်တော်ကပဲလေလူမုန်းများနိုင်တယ် အများများပင်များတော်ညာလဲများกว่าဘာဖြစ်လဲกว่าငါတိုက်ပြီးတော့ငါပြောရဲဆိုစိတ်နေပဲဘာသူမှမကြောက်ပြောရဲกว่าဆိုပုံမှာပြောနေရတာဒါပဲအဲ့တော့ကျွန်တော်ကဒါကိုပုံထားတာကျွန်တော်တက်ကျွန်းနေပါကိုကျွန်တော်ပုံထားတာကျွန်တော်တက်ကျွန်းနေပညာနဲ့ကျွန်တော်နားလဲတဲ့ဘာသာရဲ့နဲ့ကျွန်တော်သိရအောင်ကျွန်တော်အပေါ်ကပုံလိုက်တာဒါပဲခင်ဗျားတို့လည်းအဲ့လိုတိုက်တဲ့ခုထိလောက်ကြဘူးတော့စီးပွားရေးသမားအတိုင်းဝန်ကြီးတိုက်တွန်းခြင်းလဲဘာလို့ပြည်သူလူထုကအခုချိန်မှာဘေးကြံနေကြတွေ့နေတဲ့ကာလကြီးမနေနေရတာတကယ်ပြည်သူလူထုမျက်နှာကြီးကြည်ကြဖို့ပတ်စံကိုနိုင်ငံကိုရှာဖွေနေကြသူတိုင်းဒါကိုစဉ်းစားကြဖို့လိုတယ်လို့ကျွန်တော်ကတိုက်တွန်းခြင်းလဲနော်အဲ့တော့ဒါကဟို ဟိုကိစ္စပြောတာအဲ့တော့ဒီဆော့ချစ်သူတို့ကိစ္စပြောရင်းနဲ့ရှိသွားမယ်အဲ့တော့ဆော့ချစ်သူတို့ကတော့ AC ပဲခင်ချိန်တိုင်းခင်ဗျာသူကသူ AC ပဲဖြစ်သွားမှာဟာကျွန်တော်ဆော့ချစ်သူတို့ဘလစ်လစ်မကလို့ပဲခင်ဗျာမဲတူပြာချပလိုက်လေဟိုကခေါင်းနဲ့မထည့်ဘူးသူကဒါပဲကျွန်တော်ပြောချင်တာအဲ့တော့ဒီ online စရတိုက်ပြူစေနာရှိတယ်ကျွန်တော်ယုံမမယုံပါသူပြောလိုက်ရင်သူဒေတာတစ်ခုတော့သူပြောတာတိုက်ပြူကြောင့်စဉ်းစားတာမဟုတ်ဘူးဆော့ချစ်သူတို့ကအဲ့ကျွန်တော်ပို့ရလဲပြောတိုက်ပြူကြောင့်သူစဉ်းစားတတ်တယ်ထင်မှာမပါဘူးကြာသူပြောချင်